အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုများတောင်ပိုင်းလေဗနွန်ရှိဟစ်ဘိုလာပြစ်မှတ်တွေကိုပစ်ခတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အစ္စရေးစစ်တပ်ဟာတောင်ပိုင်းလေဗနွန်ရှိမြို့များပြားကိုလေကြောင်းမှပြင်းထန်စွာတိုက်ခိုက်မှုများကြာတာပရိနစ်ကပြုလုပ်ခဲ့ပါတယ်။၎င်းတိုက်ခိုက်မှုများဟာလေဗနွန်စိုးရကဟစ်ဘိုလာလက်နက်ဖြုတ်သိမ်းရေးအတွက်အစ္စရေးနဲ့ဆွေးနွေးမှုမပြုလုပ်ရန်အဆိုပါစစ်သေးချအဖွဲ့ကတောင်းဆိုပြီးတဲ့နောက်နိုင်အနေငယ်ကြမှာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။အစ္စရေးစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူက မြေတဲပင်လယ်ကမ်းရိုးတန်းနဲ့နယ်စပ်အနီးရှိမြို့များမှာဒေသခံများကိုဟစ်စပိုလာအုံပြုသည့်နေရာများမှာဝေးဝေးရှောင်ချရန်ကြိုတင်အသိပေးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။စစ်တပ်က၎င်းတို့ဟာဟစ်စပိုလာရဲ့စစ်ရေးအခြေခံစောက်အုပ်များအရက်သားများနေထိုင်ရာနေရာအလဲတွေဆောက်လုပ်ထားတဲ့လက်နက်တူလောင်ယုံများပါဝင်ပစ်မှတ်များကိုတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးကအပွဲစည်းကိုပြန်လည်တိစောက်နေတယ်လို့ဆွဆွဲပြီးအစ္စရေးစိုးရပြောရေးဆိုခွင့်ရှိသူက အစ်စပိုလာကိုပြန်လဲလက်နဲ့တက်ဆင်ဖို့အင်အားပြန်ဖြည့်ဖို့အစ္စရေးနိုင်ငံကိုချင်းချောက်ဖို့ကျမတို့ခွင့်ပြုမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်တိုက်ခိုက်မှုများကြောင့်ဒေသခံအများစုဟာဘေးလွရာသို့ရွှေ့ပြောင်းနိုင်ခဲ့တော်လဲလေဗနွန်ကျမ်းမာရေးဝန်ကြီးဌာနရဲ့အဆိုအရတဦးတိုင်ရန်ရရှိခဲ့ပါတယ်စင်မီစတင်ဖြစ်ပွားခဲ့တဲ့2023ခုနှစ်အောက်တိုဘာလမှစတင်ပြီး2024ခုနှစ်နိုဝင်ဘာလမှအပြစ်ခတ်ရစေးရရှိပြီးတဲ့နောက်အစ္စရေးရဲ့စီးရဲလှုပ်ရှားမှုများကြောင့် လူပေါင်း290ကျော်သေဆုံးပြီး850ခန့်ထဏ်ရန်ရရှိခဲ့တယ်လို့လေဘနွန်ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားချိန်မှာလေဘနွန်ဝန်ကြီးချုပ်ဦးဆောင်တဲ့အစိုးရဖွဲ့ဟာ Hezbollah နဲ့အခြားလက်နက်ကိုင်ဖွဲ့များကိုလက်နက်ဖြုတ်သိမ်းရေးနဲ့ပတ်သက်တဲ့စစ်တပ်ရဲ့အစီအစဉ်ကိုဆက်လက်ဆွေးနွေးရန်ဘေရုတ်မြို့မှာတွေ့ဆုံခဲ့ပါတယ်။တရင်းဝန်ကြီးပေါ်မတ်စကော့ကဣသရီးရဲ့ရဲလုံမှုများဆက်လက်ရှိနေတယ်လို့လဲစစ်တပ်ရဲ့တိုးတက်မှုများကိုအစိုးရအဖွဲ့ကအချီးကျူးကြောင်းပြောကြားခဲ့ပါတယ်။ လက်ဘရွန်သမရဂျိုးဆက်အာနုံက၎င်းတို့အနေနဲ့ငင်းကျန်းစွာဆွေးနွေးလိုကြောင်းထုတ်ဖော်ပြောဆိုလိုက်တိုင်းအစ္စရေးယရန်လုံမှုများကိုတိုးမြင့်ခဲ့တယ်လို့ဝေဖန်ပြောဆိုခဲ့ပါတယ်။အစ္စရေးဟာပြီးခဲ့တဲ့နှစ်အပြစ်ခတ်ရက်စရေးသဘောတူညီချက်ကိုပယ်ချနေကြောင်းသူကစွပ်စွဲခဲ့ပါတယ်။ Hezbollah အဖွဲ့ကမူလက်နက်ဖြုတ်သိမ်းရေးငင်းဆန်ထားပြီး၎င်းတို့ရဲ့စွမ်းရည်မိများပင်ကျဆင်းပါစေဆက်လက်တိုက်ခိုက်ရန်အသင့်ရှိကြောင်းအထွေထွေအတွင်းရေးမှူးကပြောကြားခဲ့ပါတယ်။တစ်ဖက်စလုံးကပြီးခဲ့တဲ့နိုဝင်ဘာလမှာ သဘောတူခဲ့တဲ့အမေရိကန်ဂျာဝင်ဆစ်ဆက်ပေးတဲ့အပြစ်ခက်ရက်စဲရေးကိုချိုးဖောက်နေတယ်လို့အပြန်အလှန်ဆွဆွဲနေကြပါဗျ။